ားလုံးပဲမင်္ဂလာပါခင်ဗျာဘူလတ်လဟောင်း90ကနေကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့မှာကစားဖို့ရှိတဲ့ဥရောပတိုက်စုံကမ္ဘာဖလားရှစ်စစ်ပွဲကောင်းနေတဲ့ကပွဲကောင်းအချို့ကိုပြပြလုပ်မှာဖြစ်ပါတယ်မနေ့ကမှမှနှစ်ပွဲစကော့လန်တင်ဘော်ဒီကိုကြိုက်ခဲ့တော့အစောပိုင်းမှာကျွန်တော်တို့ပုံသွားတယ်ဗျနောက်ကြနှစ်ပွဲမှာခရိုအေးရှားအသင်းဘော်ဒီကိုအောက်ရေရိုမေးနီးယားဘော်ဒီရေအဲ့ဒီနှစ်ပွဲတွေကကျင်းဖွဲ့တဲ့တပွဲကိုကစားဖို့ကျွန်တော်ထပ်ပေးခဲ့ပါတယ်ဆိုတော့ draw ဖြစ်ခဲ့တယ်လို့ပြောလို့ရပါမယ်။မနေ့က Scotland နဲ့ Bori ကိုကျွန်တော်တင်ပြီးကစားခိုင်းခဲ့တာဖြစ်တဲ့အတွက်ဒေချာပေါ့နှုတ်ပြခဲ့လိမ့်မယ်။ Ireland နဲ့ပြင်သစ်ကစားကြမဲ့ပွဲတွေမြန်မာစံတော်ချိန်တနေ့15မှာဖြစ်ပါတယ်။ဒေအုစုမှာပြင်သစ်ကဘာမှတိတ်ရေးကြီးတုပ်ပြမရှိတော့ဘူး။ဒီပွဲနိုင်ရင်ကိုသူဒီရှင်းစစ်ပွဲအောင်ဖို့တော်တော်လေးချိန်ရင်းကောင်းသွားပြီ။ဒေါက်တာတမတ်ရရင်သူရှင်းစစ်ပွဲအောင်ဆိုတော့အဲ့ဒီတမတ်တီသူရဲ့လက်ချက်နှစ်ပွဲဖြစ်တဲ့အဇာဘိုင်ဂျန်ယူကရိန်းတိုက်တဲ့အသင်းစီကတမတ်သူခွဲယူလို့ရတယ်ပြအစင်ပြေတယ် ကစားပြီးတဲ့ပွဲတွေမှာပြင်သစ်တီတပွဲမှာရှစ်ပြတ်ကိုးပြတ်မကစားထားရသေးဘူးတပွဲမှာအပေါ်ကိုဇုံလိုက်မသွားသေးဘူးညဆိုတော့ဒီပွဲမှာများသူသွားမလားဒါသည်စဉ်းစားရတဲ့ခုချင်းနောက်တစ်ချက်ကကစားခဲ့ပြီးတဲ့အုပ်စုတွင်၃ပွဲမှာပြင်သစ်တီတပွဲမှာတည်ရွေးပွဲမရှိသေးဘူးဒီပွဲတည်ရွေးများကြသွားမလားဒါလေးကိုလည်းထဲတော့တွေးထားဖို့လိုတယ်ဗျတေချာတော်ကဒီပွဲတည်ပြင်သစ်အတွက်ဘာမှယဉ်ကျေးဘူးတမတ်ရရင်ကိုသူ့အတွက်အဆင်ပြေ အစ်အစလန်ကြတော့ဒီပွဲမှာပြင်သစ်စီကသုံးမှတ်အပြည့်ရအောင်ယူဖို့သူ့အတွက်ခက်ခဲပါတယ်။ဒါပေမဲ့တမတ်ရအောင်ယူမယ်ဆိုရင်တော့တစ်ဖက်မှာရည်ကြီးတုတ်ပြမရှိတဲ့ပြင်သစ်ကြောင့်တမတ်တော့ရအောင်ယူမယ်ဆိုယူလို့ရတယ်။ဒီပွဲမှာကသူတို့အမှတ်မဆုံးချုံးခဲ့ဘူးဆိုရင်ပွဲကြံဂျာပွဲမှာယူကရိန်းလိုအသင်းကိုရအောင်ခံကစားပြီးတော့ချုံးထက်အဆင့်အတွက်မျှော်လင့်ချက်ကောင်းသွားလိမ့်မယ်။ဆိုတော့ဒီပွဲဒီအစလန်စီကတမတ်ထက်ပိုတဲ့ယုံအားကိုတွေ့ရမယ်လို့ကျွန်တော်ယူဆတယ်။ ဘရမကျော်ကကားတော့ကပြင်သစ်ကသူတို့ရဲ့အိမ်ကွဲမှာ2-1နဲ့သူတို့နိုင်တယ်အဲဒုံက body jet ဒီ3.50ကိုပေါင်း jet က40ဒီဘွဲ့ဆောက်တဲ့ jet မှာပြင်သစ်က body jet နဲ့နှုတ်60ထိတောင်ပေးခဲ့တာကိုပေါင်း jet က3နှုတ်80မနေ့ကည7:00နာရီလောက်မှာပြင်သစ်ရဲ့ body jet ဒီ2.30ဖြစ်လာတယ်ကိုပေါင်း jet က3နှုတ်40ဖြစ်လာဒီနေ့ဘွဲ့ကစားမဲ့နေ့မှာညနေ3:00နာရီလောက်ကပြင်သစ်ရဲ့ body jet ဒီ1နှုတ်100ဖြစ်လာတယ်ကိုပေါင်း jet က3.20ဖြစ်လာတယ်ဒီ jet တိုင်းတော့ကျွန်တော် Iceland Thin Body တစ်ခုပဲကျွန်တော်ကြိုက်ပါ ဒီဘွဲမှာ excellence ကတမတ်ထက်ပိုတဲ့ရုံအားကိုမေ့ရမယ်လို့ကျွန်တော်ယူဆထားပါတယ်။နောက်ထပ်တစ်ပွဲတည်း Ireland နဲ့ Germany ကစားကြမယ့်ပွဲတနင်္လာ25မှာပဲ။နိုင်တဲ့သူဒီအုပ်စုပိုဖြစ်မယ်ပွဲဗျ။နှစ်သင်းလုံးအတွက်ဒီပွဲတည်းတိတ်ကိုအရေးကြီးပါတယ်။နောက် Ireland တင်းဒီအင်ကွဲမှာ Germany ကိုနိုင်လာတဲ့ဒီ Slovakia ကိုတောင်းသူ2-0နဲ့သူနိုင်ထားတယ်။ဒီတင်းဒီဖြောင်းပြမှုလဲပေးတယ်ပြီးတော့သူတို့ရဲ့ဒုတိယပိုင်းကစားပုံကကောင်းတယ်ဗျ။ ဒီပွဲမှာဂျာမနီစီကအမှတ်ပြည့်ရအောင်ယူဖို့သူတို့အားထုတ်မှာပဲပြင်ဆင်ထားမှာပဲဂျာမနီအတွက်ကြတော့ဒီပွဲဒီသင်ခန်းစာတွေတပွဲတစ်ပွဲကြီးနဲ့တတိကြီးကြီးထားပြီးကလာရတဲ့ပွဲသူတို့စိတ်ကြီးဝင်ခဲ့လို့ဆလိုဗက်ကီးယားကိုအဝေးဘက်မှာသူတို့ရှုံးခဲ့တဲ့သင်ခန်းစာအဲ့ဒီသင်ခန်းစာကိုဒီပွဲမှာသူတို့တုံးချရတယ်ဒီပွဲမှာတခုခုလွဲလျှော်တယ်တခုခုအဖိတ်စင်ဖြစ်တာနဲ့ဂျာမနီဒီ PR တွေများပြီးတော့ play off အဆင့်ရဖို့တော့ခက်ခဲသွားနိုင်ဆိုတော့ဂျာမနီအတွက်ဒီပွဲဒီအရေးကြီးတဲ့အနိုင်ကစားမှုကိုဖြစ် ်ဂျာမနီရဲ့လက်လော့အဝေးပွဲဆွဆောင်ရည်ကိုကြည့်တော့နောက်ဆုံးကစားထားတဲ့အဝေးပွဲ၅ပွဲမှာနိုင်ပွဲက၂ပွဲရှိတယ်ရှုံးပွဲက၂ပွဲရှိတယ်တရေ၂ပွဲရှိတယ်နိုင်ထားတဲ့ပွဲတွေမှာလည်းရှစ်ပြတ်၉ပြတ်နိုင်ထားတာမျိုးမဟုတ်ဘဲနဲ့1 2ဆိုတဲ့ရလက်တွေနဲ့ပဲကပ်ပြီးတော့နိုင်ထားတာပဲဒါကဂျာမနီတင်းရဲ့လက်လော့အဝေးပွဲဆွဆောင်ရည်ပေါ့ပရမကျော့ကစားတော့ကဂျာမနီကွင်းမှာဂျာမနီတီ3-1နဲ့နိုင်တယ်အဲတော့ကပေးခဲ့တဲ့ဘော်ဒီကျေးတီနှစ်အနှုတ်30နဲ့ဂိုးပေါင်းကျေးက3အနှုတ်60ပေးခဲ့တာပဲ ဒီဘော်ဒါဆက်တဲ့ဂျေးမှာဂျာမနီတင်းကဘော်ဒီဂျေး2.30နဲ့ကိုပေါင်းဂျေးက2အနှုတ်အဲ3အနှုတ်80အခုဖွဲကောင်းမဲ့နေ့မြန်မာစံတော်ချိန်ညနေ4နာရီလောက်မှာတော့ဂျာမနီတင်းရဲ့ဘော်ဒီဂျေးတွေ1အနှုတ်60ဖြစ်လာတယ်ကိုပေါင်းဂျေးက3.15ဖြစ်လာတယ်ကျွန်တော်ကဒီဘက်မှာအများစုတန်တရာရှိလာနိုင်တဲ့ဂျာမနီတင်းဘော်ဒီတစ်ခုတည်းကိုကျွန်တော်ရွေးချယ်ပါတယ်ဒီဘက်မှာဂျာမနီတီပထမပိုင်းမှာတည်းကဂိုးစပြီးရနိုင်မယ်လို့ကျွန်တော်ယူဆထားပါတယ်ပြီးတော့မြောက်အိုင်လန်တင်းတီနောက်ဆုံးကစားထားတဲ့ အိမ်ကွင်းအဝေးကွင်းပြိုင်ပွဲဆောင်ခုနှစ်ပွဲမှာဘော်ဒီဂျီအောင်တဲ့ပွဲတွေတော်တော်လေးများတယ်စုစုပေါင်းတပွဲပဲသူတို့ကြေးကြထားတယ် draw ဖြစ်တယ်ကြေးအောင်တယ် draw ဖြစ်တယ်ကြေးအောင်တယ်ဒီပွဲမှာတော့မြောက်အယ်လန်တင်းတီကြေးကြပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဗျာနောက်ထပ်တပွဲကဆွီဒင်နဲ့ကိုဆိုဘိုကစားကြမဲ့ပွဲမြန်မာစံတော်ချိန်တနအိ15ပါပဲဖြစ်ပါတယ်ဒီအုပ်စုမှာဆွီဒင်တို့နေခဲ့မလား play off တွေရုံးမလားဆိုတဲ့အဖြေထုတ်မဲ့ပွဲဆွီဒင်တက်ဒီပွဲတီနောက်ဆုံးပွဲပဲဗျာ ဒါတလောဆန်းဆောင်ရင်မှအားရတယ်ဘာမှမရှိဘူးနောက်ဆုံး၄ဝက်ဆက်ပေါ်လေးကြေးကြနောက်ဆုံး၂ပွဲဆက်သူတို့ဂိုးမရတော့ဒါကဆွီဒင်သင်းရဲ့လက်ရှိကာရော့ဖောင်ပဲနောက်တစ်ဆင့်ပလေးအော့ဖ်ကိုသွားနိုင်ဖို့ဆိုအမှတ်တင်လိုတာမဟုတ်ဘဲနဲ့ဂိုးကွာစားချက်ပါကြီးကြီးမားမားဖြစ်နေတဲ့အတွက်ကိုဆွီဒင်ဒီနောက်ပိုင်းပွဲတွေမှာကလင်ချီတွေနဲ့ရအောင်ကစားနိုင်ဖို့လိုတယ်ဂိုးပြတ်နိုင်ဖို့လိုတယ်ကိုဆိုပေါ်ကြတော့ကောင်းတယ်ဗျလက်တလုံးမှာသူ့ရဲ့စွမ်းဆောင်ရည်ကောင်းတယ်တိတိကျကျပြောရရင်ဒီအသင်းကောင်းတာဒီအိမ်ကွဲမှာဖြစ်ပါတယ် အဘိုးခဲမှာဆိုစွမ်းဆောင်ရကြဒီဘက်မှာတရတမတ်ခွဲယူနိုင်ရင်ကိုကိုဆိုဘောကလည်းအဆင်ပြေမှာဖြစ်လို့ကောင်တာတွေကိုသတိထားဖို့တော့လိုတယ်သူ့ရင်ခွဲမှာကသားတို့ကကိုဆိုဘောအသင်းတီနှစ်ကိုပြတ်နိုင်ခဲ့ပြီးတော့အဲ့ဒီဘက်မှာဆူရင်က body change 1.20လောက်ပေးခဲ့တယ်ကိုပေါင်းချေက3အပေါင်း30ပေးခဲ့တယ်ဒီဘက်အတွက်တော့ student တဲ့ body check တဲ့အနှုတ်60ပေးထားတယ်ကိုပေါင်းချေက 3D ပေးထားတယ်ဆိုတော့လက်တလုံးမှာစွမ်းဆောင်ရည်ကောင်းနေတဲ့ကိုဆိုဘိုတင်းကိုစွမ်းဆောင်ရည်ကြနေတဲ့ student ကကိုပြတ်နိုင်ဖို့အဆင်ပြေပါ့မလား အဲ့လိုတွေးကြရှိပေမဲ့ဆွီဒင်အသင်းရှေ့ကျနေတဲ့ချိန်မှာတော့အဝေးဘက်မှာပြီးခဲ့တဲ့ကြေးအတိုင်းပဲအနှုတ်တရာခွာပြီးတော့အင်ကွဲမှာရေရေတင်တင်ပေးလာတဲ့အတွက်တင့်နှုတ်90ဆိုတဲ့ body ကြေးမှာဆွီဒင်အသင်း body တစ်ခုတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်။ဒီညမှာဒီ body ကြေးရဆွီဒင်အသင်းတည်အနိုင်ဆုံးနှစ်ဘိုးပြတ်လောက်နဲ့အနိုင်ရမယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်။ဆုံးနေလက်နားထောင်ပေးကြတဲ့ပျောက်ရှင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေအာတမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ။